အညောဟိုင်ဖိုင်ကတော့လေးခုခွဲလိုက်တယ်ပေါ့နော်ထူးထူးဆန်းဆန်းဒီနေ့ကတော့ short reading လေးလုပ်ပြီးချင်တယ် blue reading လေးဆိုရင်တော့အမ်အကိုကိုတိချင်တဲ့လူတယောက်ပေါ့နော်ကိုဘယ်လိုပြောမလဲအဲ့လူက crash လဲဖြစ်နိုင်တယ် ex လဲဖြစ်နိုင်တယ်ဟိုပေါ့ဘသူပဲဖြစ်ဖြစ်ပေါ့နော်98ဖြစ်ဖြစ်1005ဖြစ်ဖြစ်ကိုကတိချင်တယ်လေကိုအာရုပ်ထမအခုချိန်မှာ ပြောနေတဲ့အချိန်မှာအယုတ်ထဲမှာပေါ်လာတဲ့လူအဲအဲ့လူကကိုကိုဘလို့တွေးလဲဘလို့မြင်လဲအဲ့ဒါတွေကိုကပ်မှာမြင်တဲ့ပုံစံအတိုင်းကို short reading လေးလုပ်ပေးသွားမယ်ဒီနေ့ကတော့ဘလို့ပြောမလဲချယ်မီကျမိအကေပေါ်တော့လောကလေး fan လေးအဖြစ်နဲ့ကြည့်ဖို့အတွက်ပဲ channel လေးလေးလောက်တော့ဖြစ်တဲ့အတွက်ဒီဟာကိုဒီတေးတိချင်နေဆိုရတော့ personal reading လေးကိုလာကြည့်ပေးပေါ့နော်ဒီ channel လေးကိုကြည့်ပြီးတော့အာ energy ကမကိုက်ဘူးဆိုရတော့ ဒီဖိုင်ကမကိုက်ဘူးစင်เนาะဖိုင်လေးတစ်ခုယူပေးပေါ့เนาะဒီမှာ crystal က၄ခုရှိတယ်အဲ၄ခုမှာကိုရဲ့မျက်လုံးထဲမှာအလားဆုံးအစွဲဆောင်ဆုံးဖြစ်တဲ့ crystal တစ်ခုကိုယူပြီးတော့အဖိုင်လေးကို time လေးအောက်မှာရေးပေးထားတယ်အဲအလေးကို type scale လေးကိုနှိပ်ပြီးတော့သွားကြည့်လို့ရပါတယ်ရှင်ကဲဖိုင်ဝါလေးတွေအညွန်ဖိုင်ဝါလေးရဒီ crystal လေးယူထားပေါ့เนาะ crystal လေးလတ်လိုက်တာကြည့်ဦးကြည့်တောင်းနေရမယ်လာစီကြီးမပုံတော့ ဒီခရစ်စတယ်လေးကိုရွေးထားတဲ့ဘိုင်ဝါလေးတွေကဝါလေးတွေတစ်ဖက်လူကပေါ့နော်အမျိုးမျိုးဖြစ်နိုင်တယ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဒီလူကဘိုင်ဝါလေးတွေကိုဘလူမြည်ပြီးတော့ဘလူတွေးနေလဲဘာတွေတင်းနေလဲအဲ့ဒါကိုထားရနဲ့ကျမကြည့်လိုက်မယ်သူတို့စိတ်ကိုကျမဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်တဲ့ခါကျတော့ဒီကက်ရဲ့အထိပ်ပဲကလေ heart design ရတဲ့သူကလေနှလုံးသားရဲ့လိုချင်နေတဲ့အရာပေါ့နော်သူနှလုံးသားဥပမာကွာသူအနှလုံးသား ရှေ့အကြောင်းမတွေးနဲ့ဆိုရှေ့ကိုရလို့ချင်နေပြီအဲ तू ကရုပ်ရှည်ကြည့်လဲရှေ့ကိုတွေးနေပြီဆိုရှေ့ကိုလို့ချင်နေပြီအတနာစိတ်တွေအများများနေအောင်လေအေး तू ကရှေ့အကြောင်းမရှေ့ရှေ့အဲ့လိုမျိုးရှေ့ကိုဘယ်လိုပြောမလဲရှေ့ကိုမယူတော့နေပြီရှေ့ကိုမဆွဲလန်းနေပြီအဲ့လိုပုံစံလိုမျိုးတိလား तू ရဲ့စိတ်ရောသူ့ရဲ့ခန္ဓာကိုယ်ရောသူ့ရဲ့အရာအလုပ်ကရှေ့ကိုလို့ချင်နေတဲ့အဲ့နှလုံးသားရဲ့ desire heart desire ဆိုနှလုံးသားရဲ့စိတ်ဆန္ဒအဲ့အဲ့လိုမျိုးကွာအဲ့လိုအချစ်မီတောက်တွေကျွန်မခံစားနေရအချစ်ရဲ့မီတောက်များကိုကျွန်မခံစားနေရတယ် ။ပိုင်ဝါလေးတွေရဲ့တစ်ဖက်လူကပိုင်ဝါလေးတွေဆွတ်ဆွတ်လက်လက်ဖြစ်နေ။ဘာအချက်ကဆွတ်ဆွတ်လက်လက်ဖြစ်စီလဲ။သူတို့ဆွဲလန်းပြီးတော့စိုးမိတ်တွေလောက်ကလေတည်လား။စိုးကော်နက်ရှင်တွေတည်ရမလား။သူတို့ဆိုရင်လေအပြေပန်းတာရှေ့ဦးလေးဘာမှမဆွဲဆောက်ဘူးဆိုရင်လေစိတ်နဲ့လေရှေ့ဦးလေးအဲ့လိုမျိုးကွာတည်လား။စိတ်နဲ့ရှေ့ဦးလေးတည်ရမလား။သူတို့စိတ်ပါဝါအရန်လေပါဝါအရန်ကြီးတဲ့လူဆိုရင်လေအဲ့ဒီစိတ်နဲ့တည်လေတည်ရမလား။ ရှိစီလေအတွေးတွေသူသူအကြောင်းတွေတွေးနေအောင်လို့အဲ့လိုမျိုးလေးပို့ပေးတဲ့လူတွေရှိရတည်လားဒီပိုင်ဝရွေးထားတဲ့လူကလေငါ28တော့မဖြစ်နိုင်ဘူးဆိုးမိတ်ဒီကဆိုးမိတ်ရှိတော့လေဆိုးမိတ်ဖြစ်တော့ဆိုးမိတ် connection လေးရှိတယ်ဆိုး connection လေးဖြစ်နေတော့လေ तू ကလေစိတ်နဲ့ပေါ့အဝေးကနေရှိ तू ရှိနေရတယ်ဆိုရင်ဒါမှအဝေးကနေရှိစိတ်နဲ့ညို့နေအဲ့ဒါရှိကတစ်ခါတလေနေထိုင်နေရေးထိုင်နေသူကြောင့်တွေးနေလိမ့်မယ်ပိုင်ဝလေးတွေတည်လားတိလာတိလာတိလာအာစိတ်ရဲ့ပညာနော်စိတ်ရဲ့ mind power ကို mind power ကလောကကိုဒီမှာ တိုက်ဝါလေးတွေအညွတ်ခံနေရမယ်အဝေးမှာနေလည်းညွတ်ခံနေရမယ်အဲ့လိုရယ် ဲ့လူရောရှေ့ရှေ့ကိုလိုချင်တဲ့စိတ်ကအရန်ကိုပြီးထန်နေတော့လေရှင်ကသူ့စိတ်မွေစားကိုသူ့အကြောင်းမတွေ့ဘူးသူ့ဟိုကမဖြစ်ဘူးဆိုတော့မှရုတ်တရက်သူ့ခေါင်းနဲ့သူ့အကြောင်းတွေဝေဝင်လာရုတ်ရှည်ကြည့်နေလားသူ့တွေးမြဖြက်ကနဲ့လက်လျှောက်နေလားဖြက်ကနဲ့အဲသူ့မျက်နှာမြင်လိုက်ရတော့သူ့အသာကြားလိုက်ရတော့အဲအဲ့လိုမျိုးကောတိလားသူကရှေ့ဘဝကိုအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုး my power နဲ့ရှေ့ပိုးဆောင်တယ်ဆိုသူ့ရဲ့ဟိုအချစ်ရဲ့အချစ်ရဲ့ဘယ်လိုပြောအချစ်ရဲ့စွာအာအဲ အဲ့တော့ပိုင်ဝါလေးကိုပြောပြမယ်ပိုင်ဝါလေးကိုတစ်ဖက်လူကလေဘယ်လိုပြောမလဲသူထက် ဒီမှာဆို queen queen ကလေးပေါ့နော်သူထက်အရန်ဘယ်လိုပြောမလဲ level up တယ်လို့သူကမြင်နေပိုင်ဝမ်းလေးတွေတစ်ဖက်လူကလေ level up တယ်တော်တယ်ကျင်နာတယ်စိတ်ပိုင်းဆိုင်ရာရောကိုယ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအကုန်လုံးပေါ့နော်သူထက်တာတယ်ပေါ့နော်အဲ့လိုမျိုးသူထက်တာလို့တယ်သူထက်မြင့်မြတ်တယ်အဲ့လိုမျိုးသူကတွေးတယ်တစ်ဖက်လူကအဲ့လိုတွေးတယ်အဲ့ဒါကပဲသူအထင်ကြီးစရာဖြစ်ပြီးတော့လူချစ်တက်မတ်ဆွဲဆောင်စရာလေးဖြစ်နေတာပေါ့နော်အဲ့တော့ तू အဲ့မှာဆိုရင်အဲ့မှာဆိုရင် तू က အဲ့ဒါ၆ပန်းတော့သူကလေသူထပ်ပူတော်တယ်သူထပ်ပူပြီးတော့ဟိုဘယ်လိုပြောမလဲအตาလော်တယ်ဗာဘာပဲဖြစ်ဖြစ်ပေါ့နော်သူထပ်ဟိုသူထပ်ตาမှာပဲငါသူငေါ့မြင်မှာမဟုတ်ဘူးလေငါသူကြိုက်တဲ့လူတွေများမှာပဲဆိုပြီးတော့တိလာပိုင်ဝမ်းလေးတွေတစ်ဖက်လူကတွေးနေတာဟိုငါ့ကိုတော့မြင်မှာမဟုတ်ဘူးသူမှာ option တွေအများကြီးရှိတော့တယ်သူကြိုက်တဲ့လူတွေအများကြီးရှိတော့တယ်သူကလာတာကိုသူကစိတ်ကောင်းရှိတာကိုအဲ့လိုမျိုးကိုအဲ့လိုတွေးနေတာတွေးပြီးတော့သူလေညဘက်ဆိုအဲ့မပြောနေပါကြည့် ငါရဲ့မျက်ဝတ်နဲ့မမြင်ရေစာများနဲ့အဲ့လိုဖြစ်နေတာမျက်လုံးတွေတိလာသနာပါတယ်ကြည့်မျက်လုံးတွေချောင်ကြပြီးမျက်ဖြူပဲစိုက်နေသေးတယ်။အိုးအပေါ်ပါလန်ပြီးတော့မျက်ဖြူပဲစိုက်။ညံ့ညက်ဆိုအိမ်မရဘူးမိချောက်တွေတွေးလို့အဲ့လိုမျိုးလေးကတိလာ။အဲ့လိုတွေဖြစ်နေပြီးသူကအဲ့လိုတွေဖြစ်နေပြီးသူကလေအရင်တွေးတာကွာတိလာ။သူကအရင်မျောလိထားတယ်အရင်တွေးထားဆိုလေပိုင်ဝမ်းလေးတွေလေစိတ်သဘောကောင်းပြီးတော့လေအရင်ကူညီပေးတတ်တဲ့လူတွေထင်နေပိုင်ဝမ်းလေးတွေလေတိလား ဘာလို့ဆိုရင်တချို့ຢာတွေသိရမလားကိုကဒီတိုင်းပဲကူညီလိုက်တာဒီတိုင်းပဲပြောပြပေးလိုက်တာဒီတိုင်းပဲကိုကကျင်းကျင်းနာဆက်ဆာလိုက်တာဗထမတစ်ဖက်လူကအဲ့ဒါကိုဘယ်လိုပြောမလဲအဲ့လိုအဲ့တော့အကြီးထိန်သွားကွာတိလားကိုကတော့ဒီလူတိုင်းကိုအဲ့လိုပဲဆက်ဆာတာပဲဒါပေမဲ့တစ်ဖက်လူကကျတော့အဲ့ဒါကိုအကြီးတွေ့တော့ဟာငါ့ကိုဒီလိုဆက်ချတဲ့လူ မင်းကပထမဦးဆုံးပဲဟာအဲ तू အဲ့လိုတွေးသွားပြီးတော့ तू အဲ့မှာရှေ့ follow in love ဖြစ်သွား follow in love follow in love အမဖြစ်သွားရောဖြစ်တော့ရှေ့ကမတိလိုက်ဘူးအဲ့အဲ့လိုပုံစံမျိုးကွာတကယ်ရှေ့ကတိတာမတိလိုက်ဘူးတချို့တွေဆိုတိတာကိုတိလိုက်မှာမဟုတ်ဘူးဒါ generative ဖြစ်တဲ့အတွက်နော်တချို့တွေဆိုတိတာကိုတိလိုက်မှာမဟုတ်ဘူးတိတာမတိပဲနဲ့ဟာဒီလူကဘာလို့ငါအတွေးတဲ့ရောက်လာပြန်တာနဲ့ငါသူ့လည်းမတိပါဘူးအာသူ့အကြောင်းလည်းသူနဲ့လည်းအဲ့လောက်မရင်းနှီးပါဘူးအဲ့လိုဖြစ်လိမ့်မယ်ပိုင်ဝါလေးတွေက အဲ့ဒါတဖက်လူကကြတော့လေတဖက်လူကကြတော့ release plot သူကလေအဲ့လိုမျိုးကွာတိလားရှင်းထုတ်ချင်နေတယ်ရှင်းထုတ်ချင်နေဆိုတော့ပိုင်ဝမ်းလေးတွေမှာယောက်ျားလေးတငယ်ချီမိန်းကလေးတငယ်ချီအဲ့လိုမျိုးကွာတိလားချင်တော်မတူတဲ့လူ opposite sex fit တဲ့လူပေါ့နော်အဲ့လူတရရောက်ရှိတယ်ဆိုရင်သူကအဲ့လိုမျိုး မစ္စစ်မွေးစုတော့ဗောအဲ့ဒါတွေရှင်းထုတ်ပစ်ချင်တယ်တိလားငါတို့နဲ့ရောက်ဂျာတယ်ဝေလျှောက်နေတဲ့အရာအလုံးရှင်းထုတ်ပစ်ချင်တယ်မိသားစုပဲဖြစ်ဘလူးရဲ့လူတငယ်ချင်းပဲဖြစ်ဘာပဲဘာကြီးပဲဖြစ်နေဖြစ်နေအဲ့လိုမျိုးသူကမရတော့ဘူးအချစ်မီတောက်နေပြီအချစ်မီတောက်လောင်နေပြီကြောက်ကတော့လေတိလားကြောက်ကတော့ကြည်လေပြီးတော့အေးခဲနေရတယ်မဲ့လေကျမအဲ့ဒီမီနီကိုကြည်လိုက်တယ်အဲ့ဒါမှတွေ့လားတွေ့လားကျမဖတ်ပြမယ်ဒီမှာကြည့် when your heart is oxy for something but you la 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 uh, listening သူရဲ့အတိတ်ပဲထူးဆန်းတယ်တခြား Christian မှာမရှိဘူးသူ Christian မှာအဲ့လိုတိလားစိတ်အနှလုံးသားလေးကတောင်းဆိုတဲ့ဟာနှလုံးသားလေးကလူချင်းနေရစိတ်ကတောင်းဆိုတဲ့ဟာလည်းနှလုံးသားလေးကလူချင်းနေရဘာဖြစ်ပဲနှလုံးသားလေးကလူချင်းနေတာပဲအဲ့တော့တစ်ဖက်လူကလည်းအရင်စိတ်ဆန္ဒလေးအရင်ပြေးထက်နေပြီးရှေ့ကိုလေကျွန်မကြောက်လာပြီးပိုင်ဝမ်းလေးတွေတစ်ဖက်လူကအရင်ဆွဲလန်းကြီးတဲ့လူတွေဖြစ်နေမလားမသိဘူးတိလားမင်းမမင်းပဲတိလားမင်းမမင်းပဲမင်းတယောက်တည်း မင်းပဲဆိုတဲ့ဟာလိုမျိုးသိရမလားမင်းကမှမရရင်မနေနိုင်ဘူးအဲ့လိုပုံစံမှာသူကလေသူ့ပုံစံလောကကရှေ့အရမ်းမျောလင့်ထားပြီးတော့ရှစ်တယောက်ထဲပဲသိလားသူ့ပုံစံကြီးကလေလောကလေသိလားဒီမွေကလေသူ့ကိုက်မယ်ကိုက်မယ်လို့သူကလေအဲ့လိုမျိုးကိုက်ကိုက်တယ်မကိုက်တယ်သူကမဖြစ်ဘူးဒီမွေပဲသူငေးကြည့်နေရှင်ရတော့မွေဖြစ်မယ်ဆိုရင်သူကလေ ။ तू အမငေးကြည့်နေရတီလားငေးကြည့်နေနေမိကိုက်လည်းအကိုက်ခံလိုက်မယ်မိတုတ်ကြီးလည်းတုတ်လိုက်အဲ့ဒီပုံစံအစိတ်သိလေတိတ်တော့မစီမိတဘောအဲပိုင်ဝါလေးတစ်ဖက်လူကမရတော့ဘူးအချစ်မှာယူတော့နေပြီရှေ့အချစ်မှာယူတော့နေပြီအဲ့တော့ အဲ့တော့ပိုင်ဝဲလေးတွေဒီနေ့ကတော့ short retail လေးဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲဟိုပေါ့ရက်လိုက်မယ်နော်ဒီဟာလေးကဒီတိုင်းဗာလဲချမိကဲဒီတိုင်းပဲ fan အနေနဲ့ပဲ channel retail လေးဖတ်ပြတာဖြစ်တဲ့အတွက်အရေး serious မဖြစ်ဖို့မိတ္တရက်ကချင်ပါတယ်ရှင့်ကဲပိုက်တူးလေးတွေပိုက်တူးလေးတွေရေစမရှင်တို့ရှင်တို့လာကြည့်တဲ့လူတွေကဟေးအတိတ်ကလူတွေလာမသိဘူးဒီမှာကြည့် the relationship is over တဲ့ X လည်းဖြစ်နိုင်တယ် Past Connection လည်းဖြစ်နိုင် Past Connection ဆိုဆိုတာလေအတိတ်မှာတွေ့ခဲ့တဲ့လူဟို user မဖြစ်ခဲ့ဘူးဆိုရတာမှအဲ့လိုမျိုးအတိတ်မှာရှိခဲ့တဲ့တိစုပ်တယောက်ပေါ့နော်တိစုပ်တယောက် pai two လေးတွေလည်းကိုလည်း1500ပဲမြင်တယ်98လို့မမြင်ဘူးအဲ့လူကလေသူကသူတီဆောက်နေရတည်လားသူကသူတီဆောက်နေရရှင်းကိုစိတ်ဝေစားလားဘလို့မြင်လဲဆိုရတော့ သူကဒီဆက်ဆက်ရေးမှာတော့ second chance မရှိဘူးလို့သူထင်နေတာဘာလို့ဆိုရင်ဒီ relationship ပြီးသွားပြီပေါ့နော် attract သူကဘာမှမလုပ်ဘူးကွာတိလာထူနန်တိဘာမှတော့မလုပ်ဘူးပိုက်တူးလေးတွေပိုက်တူးလေးစီရောက်ဖို့ဘာညာဘာညာမလုပ်ဘူးဘာမှမလုပ်ဘူးကွာသူကလေသူကသူတိဆောက်နေရအဲ့ဒါပတ်သက်ပြီးသူတိဆောက်နေရဆိုတော့ဒီမှာဆိုကြည့်ဒီကက်ကလေ challenge လုပ်နေရကွာ challenge လုပ်နေတဲ့ခက်လေးဆိုတော့လေဟိုသူကသူတိဆောက်နေရဆိုတော့သူရဲ့သူရဲ့ future ပေါ့နော်သူရဲ့음ဘယ်လိုပြောမလဲသူရဲ့ future မှာသူသူရဲ့အလုပ်ပိုင်းပဲ ဖြစ်ဖြစ်စိတ်ပိုက်ဆိုင်ရာပဲဖြစ်ဖြစ်သူကပို့ပြီးတော့ grow ဖို့အတွက်ပေါ့တီဆောက်နေဘိုက်တူးလေးလာကြည့်တဲ့လူတွေဟိုကများမလားမသိဘူးပါလဲအပစ်ရေရှိရှိများပြီးတော့လေအဲအတိတ်ကလူအတိတ်ကလူကအဲ့လိုမျိုးပေါ့ကိုယ့်ကိုလေအဲ့လိုအတိတ်ကလူကလည်းလေသူကဘလို့ပြောမလဲသူကသူကသူနေတာကွာတိလားတတိတော့ရတယ်ပိုက်တူးလေးတို့တတိတော့ရဘာမှမလုပ်ဘူးတယ်မဲ့ action မယူသူကအဲ့လိုပုံစံပဲအဲ့လိုသူကဒီလိုပုံစံမျိုးတိလားအာမင်းငေါ့လို့ချင်းဒီ ငါတော့ camp camp ပေးနေတာပဲအဲမတိမတိတာလီနဲ့ camp ပေးမယ်ဒါပေမဲ့မင်းအဲ့တော့မြည်နိုင်နေဆိုရတော့မင်းကတော့ကောင်းတဲ့အယောက်ရမှာပဲအဲ့လိုပုံစံမျိုးကွာတိလား तू ကလေဘယ်လိုပြောမလဲအုံနောက်တုံးတဲ့ထဲမှာပါတယ်ပိုက်တူးလေးတွေတွေးတဲ့လူကလေအုံနောက်ညံတုံးတဲ့ထဲမှာပါတယ်ကွာတိလား तू ညံကိုဟိုကိုအော်ထက်တဲ့ထဲမှာပါတယ်သူကညံကောင်းတယ်ညံကောင်းတဲ့ထဲမှာပါတော့လေသူညံကောင်းတဲ့ဟာကိုကိုကရိပ်မိစားမိတယ်ဆိုရတော့အဲ့ဒီဟာဘလို့ဘာလဲ အဲ့တော့ app ပေါ်မူတည်ပြီးတော့ကိုကဟိုပေါ့နော် asset ကိုကားလို့ရတယ်ဘာဖြစ်လဲ तू က game လိုမျိုးပဲဆော့နေရတည်လား तू ကလေအဲ့လိုမျိုးမရှိဘူးကွာငါငါလို့ချစ်ငါလို့နေ့ချစ်တယ်ငါနေ့ပြန်လို့ချစ်တယ်ငါဟိုဟာဖြစ်တာမဟုတ်ဘူး तू ကအဲ့လိုမဟုတ်ဘူး तू तू တွေးထားတာဟာလည်းရှေ့ရှိကငါတို့လည်းရှေ့ရှိကပြီးသွားပြီပြီးသွားပြီဒါပေမဲ့ तू က तू ရဲ့ဘယ်လိုပြောမလဲ तू ကဒီတိုင်းနေတာကွာတိလားဟိုပေါ့ဟိုဘက်ဒီပိုက်တူးလေးလှောက်ချတာကိုလည်း तू လို့ချင်တာတိလား तू ကြီးပဲ तू ကြီးပဲတော့ သူကြီးပဲတော့သူဟိုကမဖြစ်ဖြစ်မခံနိုင်သူကြီးပဲ effort ထုတ်ပြီးတော့သူကြီးပဲအဲ့ဒါယူယူမနေဖြစ်တာငါလည်းဟိုငါလုံနိုင်သလားလုံမယ် main လဲလောက်ခက်ဒီမှာဆိုဒီမှာကြည့်ဒီကက်ရဲ့ဒီမှာဒီမှာပိုက်တူးလေးဆိုရည်သီလားဒီ gate ကိုထွက်လာခိုင်းလိုက်ဒီ gate ကအရောက်တွေတောင်းနေရဒီ gate ကိုထွက်လာခိုင်းလိုက်တစ်ဖက်မှာတစ်ဖက်မှာငါကဖတ်တီးဖေးထားတဲ့ကောင်းတဲ့အရာတွေရှိတယ်သူအဲ့လိုပြောချင်တာသီလားအဲ့လိုပြောချင်တာ အဲနည်းနည်းလေးဘယ်လိုပြောလဲဘယ်ဘယ်ဂိုင်း vibe လေးလဲရတယ်ခူးခိုင်း vibe လေးလဲရတယ်ဘယ်ဂိုင်းဆိုတာလေလူโซလေးဆိုပေမဲ့လေတချို့ရှိရမှာလူโซလေးဆိုပေမဲ့လေဘယ်လိုပြောမလဲညာကောင်းတဲ့လူโซလေးကွာညာကောင်းတဲ့လူโซလေးဆိုတာလေ positive နဲ့ negative လေးနေရောနေတဲ့ဟာသိလားရောက်မိန်းကလေးအများစုကြိုက်ပါတယ်အဲ့လိုကောင်းလေးတွေကိုသိရမလားဟိုဒီဘယ်ဂိုင်းဆိုပေမဲ့ဟိုလူမျိုးလေးအရန်ဆိုးရဲဟိုအရက်တွေတော့ဟိုလူတွေရိုက်ပြီးတော့အဲ့လိုမျိုးလေးသိလားမိန်းကလေးတွေအနိုင်ကျရိုက်ရိုက် ပုံနဲ့ပြီးတော့အဲ့လိုမျိုးလေအဲ့လိုမျိုးမကောင်းတဲ့ဟာတွေပြောတာမဟုတ်ကွာလူလိုက်တက်ပြီးတော့အဲ့လိုမျိုးဘိုင်းနိုင်အဲ့လိုမျိုးပြောတာမဟုတ်ကိုသိလားဟိုမကောင်းတဲ့အကျင့်လေးဆိုသိပါတယ်သိရမလားဘက်ဘွိုင်းလေးတွေကြိုက်တဲ့ကောင်မလေးဆိုသိလိမ့်မယ်ဘက်ဘွိုင်းဖိုက်ဖိုက်လေးရတယ်သူကဘက်ဘွိုင်းထောင်မလေးသူကခူးခူးခိုင်းပုံစံလို့မသိလားငါလည်းငါ11နဲ့ငါတခုရှိတယ်အမေမာနာလည်းရှိရတော့သူက မာနလည်းရှိတယ်သူကသူတန်ဖိုးလေးနဲ့သူရှိတယ်သူရဲ့ value နဲ့ငါငါရဲ့တန်ဖိုးနဲ့ငါရဲ့ငါငါချင်နေလေးတခုနဲ့ငါရှိတယ်အဲအထုတခုအဲအမူတည်ပြီးတော့ငါကနေ့ကိုအဲ့လိုမျိုးပေါ့နော်မင်းကိုငါတော့ရတလောက်လေးတော့ငါ try မယ်ဒါပေမဲ့ငါဘက်ကတည်း try နောင်ငါမကြိုက်ဘူးမင်းဘက်က try နာလည်းငါလိုချင်တယ်ဒီဘက်ဆိုဒီပြီးသွားတဲ့ဟာတွေမြင်ရတာဖြစ်တဲ့အတွက်ဒီ ကော်နရှင်ကိုပြတ်တီဆောက်မယ်ဆိုရင်ငါးရက်ပြတ်မလုံနိုင်ဘူးအဲ့လိုပုံစံမျိုးတစ်ဖက်မှာကောင်းတဲ့အရာတွေရှိတယ်ဒီအလင်းတန်းတွေကိုအဲ့လိုမျိုးကွာသူကလေဆွဲဆောင်နေတာတိလားပိုက်တူးလေးတွေဆွဲဆောင်နေတာအာပိုက်တူးလေးတွေအခုဟိုကသူ့အကြောင်းတွေတိချိန်နေပြီအခုဒီဒီဟောက်လာကြည့်နေပြီဆိုကြတဲ့ကသူကအဲ့လိုမျိုးကွာသူဖြစ်ချင်တဲ့ဟာကိုပြနေတယ်အရိတ်ကလေးပြနေသူကလောက show လောက်ကလေးပြနေတာ show off လုပ်လိုက်တာမဟုတ်ဘူးကွာမသိပတာလေးနဲ့ပြပဲဒါမှကြည်လာပြုံးနေတာမှသူကလေအောင်းလိုက်သူအပြုံးနေ ကြည်ပြုံးတာမှအောင်အောင်နိုင်သူအပြုံးနဲ့လှုပ်လာဆိုဘာမှတော့မလှုပ်ဘူးသူကနော် ပိုက်တူးလေးတဖက်လူကလေအဲ့လိုအဲ့လိုအဲ့တော့ပိုက်တူးလေးတွေတေချာစဉ်းစားပေါ့နော်အဲ့လူကမျိုးစုဖြစ်နိုင်တယ်ဒီမှာပြတ်တာတော့ fast relationship ရှိရှိဆိုပေမဲ့မျိုးစုဖြစ်နိုင်တယ်ကိုကအဲ့တကားကိုဟိုဘယ်လဲကြော်ချေကြော်ချေတဲ့လူလည်းဖြစ်ချေဖြစ်ပါမို့နော် မကြော်ချေဘူးငါလည်းငါမာနာနဲ့ငါတခါယူနေပါတာနဲ့အလင်းအလင်းတိုင်းနဲ့ပဲဖြစ်ဘာကြီးနဲ့ပဲဆွဲဆောက်ဆွဲဆောက်ငါစိတ်မွေစားဘူးဆိုပြီးတော့မာနာကြီးတဲ့အမျိုးသမီးလေးတွေအမျိုးသားလေးတွေဆိုရင်တော့တခါယူပိတ်ပြီးတော့တော့ခတ်ပလိုက်ပေါ့နော်အဲ့တော့ byte လေးတွေအညောဒီက generity ဖြစ်တဲ့အတွက်အရင်တော့ serious ပဲဖြစ်တဲ့ပေါ့နော် just for fun အနေနဲ့ပဲနားထောင်ပြပါရှင်3လေးတွေကနည်းနည်းထူးထူးဆဆန်း fear လေးဒီမှာဆိုလဲ fears နဲ့ကပ်ပါတယ်နော် ီမာလေးပြီးတော့ new beginning ဒီမာလေး new beginning ဒီမာလေး new beginning ပါတယ် python 3တွေကတည်းကအရင်တိုက်ဆိုင်မှုရှိနေတယ် energy ကလေတော်တော်ကိုက်မဲ့ထင်တယ် python 3လေးတွေလေတခြား python တွေထက် python 3လေးတွေကဒီမာဒီ crystal လေးကိုရွေးထားတာပေါ့နော်ဒီဘယ်လိုပြောမလဲ python 3လေးဒီမာရတဲ့ energy ကြတော့လေဒီ RIP ဟာလေးကိုမြင်တော့မကောင်းတဲ့ဟာတော့မဟုတ်ဘူးเนาะသူက grow change ဖြစ်တဲ့ဟာဆိုတော့လေ Python 3လေးတွေကလွယ်လွယ်ရှိရှိကိုတခုကိုပြီးသွားပြီးတော့ heal ဟီးလေးလုတ်ပြီးသွားတဲ့လူတွေအများစုပါလောက်တယ်ကွာတိလားဒါပေမဲ့အချစ်ကိုကြောက်နေထုတ်ပဲ fear ဖြစ်တဲ့အတွက်အချစ်ကိုကြောက်နေထုတ်ပဲကိုကိုတွေးတဲ့ကိုတွေးလိုက်တဲ့လူကလေဘလို့ပြောမလဲကိုတွေးလိုက်တဲ့လူကကိုကို crush နေတဲ့လူလည်းဖြစ်နိုင်တယ်ကိုကို confession အဲ့လိုမျိုးပေါ့နော်ဟိုပေါ့တွဲဖို့အဲ့လိုမျိုးချစ်ခွပန်နာတဲ့လူတို့ကိုကိုကြိုက်နေတဲ့လူတို့အဲ့လိုမျိုးကွာအဲ့လိုမျိုးတရားဖြစ်နိုင်တယ်ပေါ့နော်အဲ့လူကအဲ့လူကဟို ပိုက်တူပိုက်တူရီလေးစီအဲ့လိုမျိုးအချိန်ငယ်ဝင်လာပြီဝင်လာတဲ့ဟာကိုပိုက်တူရီလေးကကြောက်နေကွာတိလားကြောက်နေကြောက်နေအဲ့လိုမျိုးကွာဒီအန်ဒီကကြောက်လို့ personal relationship တော့ကွာဖြစ်ခဲ့တဲ့အရာဒီနဲ့ဒီလူကအောင်ငါပေါ်ကောင်းနေအခုလူတစ်ကပေါ်တော့ငါပေါ်ကောင်းနေဒါပေမဲ့အတိတ်တော့ကငါအဲ့လို trauma တွေရှိခဲ့တာအဲ့လိုအဖြစ်ပျက်တွေရှိခဲ့တာအဲ့လိုတွေးကြုံတွေရှိခဲ့တာအော်ဒီလူကလည်းအဆောက်မှာဒီလူပေါ်နောက်ပိုင်းကျရင်ပုံစံတွေပြောင်းပေါ့ပြောင်းသွားမလားအဲ့လိုမျိုးကွာမျိုးစုံတွေးပြီးတော့ကြောက်နေတာတိလားကြောက်နေတော့ face your fears တော့လောက်ရမယ်တိလား face your fears လောက်ရမယ်ဆိုတော့တစ်ဖက်လူကလည်းသူလည်းစိတ်ပူတဲ့ဟာတွေရှိမှာမယ်တစ်ဖက်လူကလည်းရှေ့ကိုမြင်ပြီးတော့အဲ့လိုရှင်းရဲ့ trauma တွေရှိရှင်းရဲ့လည်းပြပြချေပြပြထားမှာမဟုတ်တော့မပြောနိုင်ဘူးအဲ့လိုကြတော့ဒီ python 3တွေကြာတငယ်ချင်းလည်းဖြစ်နိုင်တယ်ဟိုနည်းနည်းဘယ်လိုပြောမလဲအာလူသိဆိုပေမဲ့လေအဲ့လိုမျိုးခုအခု အခုမှလောက်ဝရီလေတွေးမဲ့လူတို့အခုမှအခုမှစတွေးတဲ့လူတို့မဟုတ်ဘူးကွာဟိုဘယ်လိုပြောမလဲဟိုတငယ်ချင်းအနေနဲ့နည်းနည်းပပရင်းနှီးပြီးတော့နည်းနည်းနေပပတိနေတိနေတဲ့လူလောကလူသိလောကကြီးလေ new person မဟုတ် new person energy မဟုတ်လောက new energy မဟုတ်ဘူးတိလားအဲ့တော့ python လေးတွေ wish wisely လဲပါတယ်ပြည့်ဒီ python လေးတွေကလေဟိုပေါ့ဟို negative ပဲမတွေးနဲ့ကွာတိလားဒီလူကလည်းကောင်းတဲ့လူဖြစ်နိုင်တယ်တိလား ယူတွေးနေတဲ့လူကလေဒီလိုကောင်းတဲ့လူရဲ့ကောင်းတဲ့ကောင်းတဲ့လူဖြစ်နိုင်တယ်။ဘာလို့ဆို UC ကိုလေ new energy နဲ့ရတာကွာ။ဥပမာ U ကသူ့ရေဖွင့်ထားလဲရှိချေလဲရှိမယ်ဒါပေမဲ့ UGB တော့သူကအဲ့လိုမျိုးပေါ့နော်။အော်ဒီကောင်မလေးကအချစ်ကိုလိုအပ်နေတယ်။ဒီကောင်မလေးဒီကောင်လေးကအချစ်ကိုလိုအပ်နေတယ်။ဒါပေမဲ့အချစ်ကိုကြောက်နေတော့ပဲအဲဘိုက်သွေးလေးတွေရဲ့ energy ကိုသူတိတာလဲဖြစ်နိုင်တယ်။ဒါပေမဲ့သူကအဲ့ဒါကိုပေးချင်နေတာတလားပေးတဲ့လူဖြစ်ချင်နေတာကွာ။ main ee ကတွေးခဲ့တဲ့ဒီ relationship တွေအချစ်အချစ်အချစ်တွေအကုန်လုံးက အခုဆိုရင်လောကပေါ့ new energy အနေနဲ့ပဲဒီ new story အနေနဲ့ပဲသူကဖန်တီးပေးမယ်အလောက်ပေါ့ဆိုသူကဖန်တီးပေးမယ်မင်းဘယ်လိုပြောမလဲအိမ်မက်ထားတဲ့သိရမလား love story အတိုင်း love song လေးအတိုင်းသူတီဆူခွေပေးမယ်ဖန်တီးပေးမယ်အဲ့လိုပုံစံမျိုးကကိုယ်ဖြည့်စည်းပေးဖို့ရောက်လာမှာသိလားအဲ့ဒါပေမဲ့ပိုက်သူလေးလေးတွေကအเจ้าစိတ်တဲ့ ဒီလူကချီကပ်ဖို့ခတ်နေရပေါ့နော်ပိုက်သွေးလေးစီကလာဖို့ခတ်နေရသူကသွားတော့သွားနေတယ်မဲ့တတိလေးနဲ့သွားနေရတယ်သိရမလားဘာလို့အမြန်ဆုံးနည်းနဲ့သွားလိုက်တဲ့ခါကျရင်ပိုက်သွေးလေးတုန်ကတည်းကလည်းအဲ့လိုမျိုးကြောက်တက်စိတ်လေးတွေဘာလို့ရှိတော့လေသူကမဆုံးရှုံးချင်မှုကွယ်အဲ့ဒါလည်းပါအဲ့တော့ပိုက်သွေးလေးတွေရှင်ကလေမလိမ်နဲ့တည်လားမလိမ်နဲ့ကျမပြောမှရှင်မလိမ်နဲ့ရှင်အဲ့လူကြောက်တွေးနေတယ်အဲ့လူအဲ့လူကကိုကိုဘလို့မြည်လဲဘလို့က တိချင်လို့ဒီဟာကိုလာရွေးပြီဆိုတာနဲ့ကို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 နှလုံးသားလေးကိုမေးကြည့်ကိုကိုနိုင်ကလည်းဒီလူနဲ့ပတ်သက်ပြီးတော့ဟို level up ချင်တယ်တိချင်တယ်လေးလာချင်တယ်ကိုကိုမေးကြည့်ဒီလားဒီ crystal ရဲ့အဓိပ္ပာယ်ကလေ speak to your heart လို့ပါတယ် speak to your heart ပေါ့နော်အဲ့လိုမျိုးဆိုတော့လေ ိုမလိမ်မညာလေးနဲ့ကိုယ့်ရဲ့နှလုံးသားလေးကိုမေးကြည့်ကြောက်တဲ့စိတ်တွေအဲ့လိုမျိုးတွေးဝေတဲ့စိတ်တွေပါတဲ့စိတ်စိတ်ပိုက်ဆိုင်ရာ negative တွေအများမတွေးနဲ့ပေါ့နော်တစ်ဖက်လူနဲ့ new beginning လေးပြန်စလို့ရတယ်အဲ့အနေမှာ grow အဲ့အနေ change ဖြစ်သွားလိမ့်မယ်အဲ့လိုပုံစံမျိုးပြီးတော့ wish wisely ပါတဲ့အတွက်လေးပါရီတူလေးလေးတွေခါ ကိုကဘလို့စုလေတောင်းလဲဆိုတော့ကိုတေချာစဉ်းစားပေါ့နော်ဥပမာကိုက negative thinking ပဲတွေးနေရင်တွေးရတဲ့အခါကျရင်ဒီ love story နဲ့ပတ်သက်ပြီးတော့ကိုက negative တွေပဲကြုံရလိမ့်မယ်သိလား by 3လေးတည်းတခြားပိုင်နဲ့မတူဘူးနည်းနည်း spiritual နဲ့ပါတယ် ူကလေအဲ့ဒါ Python 3တွေဒီအခု love story မှာအစ်စ်ပြန်စားတော့အရာအလုံးအစ်စ်ပဲအတိတ်မှာကြုံခဲ့တဲ့ဟာတွေကအတိတ်ကဟာတွေထားခဲ့လိုက်တော့ဒီလူကိုတွေးနေပြီဒီလူနဲ့ဟိုကဖြစ်ချင်တယ်ဆိုတော့ကိုယ်နှလုံးသားလေးကလည်းတခုခုလိုချင်နေလို့ပဲတခုခုတောင်းဆိုနေလို့ပဲအဲ့လိုပြောချင်တာအဲ့တော့ Python 3တွေရေအညောဒါ general တွေဖြစ်တဲ့အတွက်အရင်တော့ serious မဖြစ်နဲ့ဒီ just for fun အနေနဲ့နောက်ထောက်ပြပါပေါ့နော်ဟော Python 4 lady က um တွေးထားတဲ့လူတွေကကြာတော့လीငါ28ရှစ်လည်းမြင်ရတယ်ထောက်ငါလာလည်းမြင်ရတယ်လူတွေအများကြီးမြင်တယ်ဒီမှာဆိုမိသားစုဒီမှာဆိုလည်းတငယ်ချင်းတွေမြင်ရတယ်ဆိုတော့လीอืม five four lady ကကြာတော့လीတဖက်လူကဘလို့မြင်လဲဆိုရင်အဲ့လိုမျိုးပေါ့เนาะအာပြီးတော့ future တွေမြင်ရတယ်ရှင်တို့ကလीဖ ्यू ချာတွေမြင်ရတယ်အရန်ဖ ्यू ချာတွေအရန်မြင်ရတယ် ဖိုင်ဖုန်းလေးတွေရောလေဘယ်လိုပြောမလဲအင်ဒီပန်နဲ့ဖြစ်တဲ့လူတွေလားမသိဘူးဒီလားမိတ်ကလေးပဲယောက်ျားလေးပဲဖြစ်ဖြစ်လေ MBTI အနေနဲ့ပြောမယ်ဆိုရင်နောက်ဆုံးနောက်ဆုံးစကလုံးကခြေဖြစ်မလားမသိဘူးလားခြေလောက်ကလေပလန်နဲ့ပဲသိရမလားနေ့တနေ့ကိုပလန်နဲ့ပဲစတင်မယ်လူသားတွေသိလားမလားဟိုလောက်ကလေဒီမှာစွတ်တွေ့ဓာတ်တွေအများကြီးဓာတ်တွေတောင်မှအဲ့လိုလလပပလေးလလပပလေးပုံစံပေါ်ပြီးတော့လှုပ်ထားတာတွေ့လားဓာတ်တွေတောင်မှလေလောက်က အေး तू ကလည်းအဲ့လိုမြင်နေပေါ့နော် plan နဲ့တိလားအချက်နဲ့အချနဲ့အဲ့လိုမျိုး by phone လေးတွေကိုကအဲ့လိုပုံစံမျိုးဆိုတော့ तू ကလေအဲ့လိုအဲ့ဒါဒီကြောက်ပဲဟိုပေါ့လက်ထက်ချင်တဲ့ဟာပေါ့တယ်ကွာတိလား by by phone လေးတွေကဟိုပေါ့ by phone လေးတွေကကြော်လေလေအမျိုးသမီးတယောက်ဖြစ်တယ်ဆိုရင်ဒါမှလေဟိုခင်မိတဲ့အမျိုးသမီးပေါ့နော်ခင်မိတဲ့အမျိုးသမီးဆိုတော့ဥပမာအမေမလဲ feminine energy လည်းရှိတယ် masculine energy လည်းရှိတယ်နှစ်ခုလုံးရှိတဲ့အမျိုးသမီးပေါ့နော်ဘယ်လိုပြောမလဲ ယောက်ျားလေးလို့လည်းအားကိုးရတယ်မိကလေးလို့မျိုးလည်းဘယ်လိုပြောမလဲနုညက်တယ်အဲ့လိုပုံစံလေးကွာတိလားမိကလေးမိကလေး energy လည်းရှိတယ်ယောက်ျားလေး energy လည်းရှိတော့လေ iPhone lady ကိုသူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲအိုးနှလုံးသားရေးရရောအိုးပေါ့နှလုံးသားပဲဖြစ်ဖြစ်အဲ့လိုမျိုးပိုင်းဆိုင်ရပဲဖြစ်ဖြစ်သူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟို attraction လည်းရှိတယ်မိလည်းမိခိုးချင်တယ်အဲ့လိုပုံစံလေးမျိုးတိလာပိုင်ပိုင်ဖုန်းလေးတွေဟိုကဖြစ်တဲ့လူတွေကလေဒါပေမဲ့ future လည်းမြင်ရသလို pass ကလည်းဒီမှာ break up ဖြစ်တဲ့တချို့တွေဆိုရင်ဟို break up ဖြစ်ပြီးမှပြန်တွဲနေတဲ့လူတွေဖြစ်လောက်တဲ့ break up ဖြစ်ဖူးတယ်ကွာတိလား fine for လေတချို့မှာဆိုရင်အော် break up ဖြစ်သွားပြီးတော့မှပြန်ပြီးတော့ပြန်တွဲတဲ့လူတချို့ပါချေပါလောက်တယ်အဲ့လူနဲ့ပဲလက်ထပ်ဖို့အထိဖြစ်သွားတာပေါ့အဲ့လူရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပစိလဲတွေ့တယ်ဟိုကပေါ့ဓာတ်တွေလဲတွေ့တယ်ဆိုတော့လေ အဲရှင်တို့ရဲ့ energy ကြတော့ future energy အများကြီးမြင်တာဒီမှာဒီ crystal ရဲ့အတိတ်ပဲကလည်း future ပုံစံလိုမျိုးပေါ့နော် intuition ဥပမာကွာကိစ္စတစ်ခုကမဖြစ်ရသေးဘူးမဖြစ်ရသေးတဲ့ဟာကိုစိတ်ကလည်းထင်နေတဲ့ဟာအဲ့ထင်နေတဲ့ဟာက အော်ကိုကထိလိုက်တာပဲဒါပေမဲ့အဲ့ကိစ္စမလုတ်လိုက်ဘူးမလုတ်လိုက်ပဲနဲ့နောက်ကျမှကျတော့ဟာအဲ့တို့ကငါအဲ့ဟာထင်းနေတာစိတ်ကထိနေတဲ့ဟာကိုအဲ့လိုလုတ်ခဲလိုက်ရမှာအခုတော့ကိစ္စတွေကြော်ပြီးမှအဒီလိုတွေဖြစ်သွားခဲ့တယ်အဲ့လိုပုံစံမျိုးကွာအဲ့တော့ဒီ spreadsheet spreadsheet လည်းအဲ့လိုပဲရှင်တို့ကလေ break up ဖြစ်ပြီးတော့မှလေ तू ကလေအာဒီအမျိုးသမီးဒီအမျိုးသားကို Python လေးတွေကို तू ကလက်လော့လို့မဖြစ်တတ်လူလက်လော့လက်လော့လိုက်တော့လက်လော့လိုက်ပြီးမှအခြေတီကြာသွားမှ तू ကအဲ့ဒါကိုတီးခဲ့ရတယ်အဲ့လိုပုံစံမျိုးကွာနောက်တော့ရတဲ့သဘောမဟုတ်ဘူးကွာ तू အရင်ကတည်းကတီးတယ်အဲ့ဒါကို तू အရင်ကတည်းက intuition နဲ့မြင်ရတယ်ကွာတိလားဒီလူတွေကိုလက်လော့လို့မရအောင်ငါအတွက်လိုအပ်နေတဲ့လူအဲ့လိုသူကစကတဲ့မြင်ရတယ်ခံစားရပြီးသားဒါပေမဲ့အချိန်တွေတစ်ခုခုကြာဖြစ်မှာပေါ့နော်အဲ့ဒါကြောင့် break up တွေဖြစ်ပြီးတော့ separation ဖြစ်သွားတာတချို့ကျတော့ ADIS ဖြစ်သွားတာရှိမှာပဲတချို့ကျတော့လည်းလောကကြီးလမ်းခွဲလိုက်တဲ့ဟာတွေရှိမှာကွာအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားတာပေါ့နော် by fall လေးတွေကကျတော့ support support လည်းပေးတယ်ခုနပြောသလိုမျိုးယောက်ျားလေးရောမိန်းကလေး energy ရောရှိတဲ့အတွက် support လည်းပေးတဲ့အပြင်ဒီမှာကြည့် mindfully ဟဲ့ဘယ်လဲ try to eat my food in healthily ကြတော့လေအဲ့လို energy လေးကြတော့ဒီမှာကြည့်သူကလေအဲ့လိုဒီ fairy လေးနဲ့ကောင်မလေးကလေပျော်ပျော်နေရသီလားပျော်ပြီးတော့လေဒီမှာအထဲမှာသတိလေးကြိုက်ပြီးတော့ဒီမှာဘယ်လိုပြောလဲ fine dining ပုံစံမျိုး party လုပ်နေတယ်အတိအမှန်ထိတ်လုပ်နေတယ်အထိတ်လုပ်နေတဲ့ပုံစံလေးမျိုးကွာသီလား အမ် modern science ကတိလာ python လေးတွေကကြတော့လေဟိုနည်းနည်းလေးဘယ်လိုပြောမလဲ classic ဖြစ်တယ် classic ဖြစ်ပြီးတော့နည်းနည်း higher power နည်းနည်းရှိတယ်ကွာတိလာဟိုပုံမှန်လူတွေနဲ့မတူဘူးကြီးလိုက်ရှင်တို့ရဲ့ energy ကနည်းနည်းကြီးလိုက်လေထက်ထက်မြက်မြက်လေးနဲ့တော်တော်လတ်လတ်လေးနဲ့လေဟိုဘယ်လိုပြောမလဲအကြောက်လက်သိမ့်မရှိဘူးကွာတိလာ python လေးတွေကအကြောက်လက်သိမ့်မရှိဘူးဟိုဘာလဲပြက် ွားတယ်တကူဆိုရင်လည်းပြတ်သွားတယ်အဲ့လိုပုံစံလိုမျိုးအဲ့ကြောင့် तू က तू အတွက်လိုအပ်တယ်ပေါ့နော်အဲ့ energy तू အတွက်လိုအပ်တယ်ဘာလို့ तू လည်း supporting အဲ့ energy အရင်ရတယ်ရှင်နဲ့တူမိသားစုမိသားစုလေးတီထောင်ခြင်းနဲ့ကလေးတွေမွေးပြီးအိမ်လေးနဲ့အတည်ရမလားပြပြစစလေးနေခြင်းနဲ့အဲ့လိုလေးတွေးနေတာ by phone လေးတွေတဖက်လူကလေဒါပေမဲ့ तू ကအဲ့ဒီ အဲ့တကော तू တွေးလိုက်တဲ့ဟာကို तू ကမလုတ်လိုက်မိတာပေါ့အဲ့ကြောင့် तू ကတော့ shame အရှက်ရနေတဲ့အဲ့လိုမျိုး break up ဖြစ်သွားတဲ့အပေါ် तू ကနည်းနည်းဘယ်လိုပြောမလဲနောင်တရတာထက်အဲ့ဒါကို तू ကို तू အပြစ်တီးပြီးတော့သိရမလားအဲ့ဒါကိုဟာငါမလုတ်ခဲလိုက်ရမှာအဲ့ဒါကိုအဲ့လိုမျိုးဆိုပြီးတွေးနေတဲ့ five phone လေးတွေ啊လေ okay အဲ့ဆိုရင် ready ကိုဒီမှာပဲဆုတ်သားလိုက်မယ်ဒီက January လေးဖြစ်တဲ့အတွက် just for fun အနေနဲ့ပဲကြည်ပေးကြပါရှေ့အားလုံးပဲတတ်တာ